ငါးကပ်စီးမှုနော်ဟောဒီနှလုံးကိုးရခွန်ရပေါင်းတာက6နော်ဒုတိယဘွဲမှာဒီခွန်ရဒီနှလုံးတုံညရဒီနှလုံးခွန်ရဒီနှလုံးတုံညခွန်တုံညပေါင်းတာကခွန်တတိယဘွဲမှာဒီနှလုံး၄ရ ောဒီကခွန်ရဒီနှလုံးလေးရခွန်ရပေါင်းလိုက်တာကတစ်နော်နောက်တစ်ခါဒီနှလုံးနှစ်နဲ့ဟောဒီရှင်းနှလုံးပေါင်းတစ်နဲ့ပေါင်းတာနှစ်ရတစ်ရပေါင်းလို့ရှိရင်သုံးနောက်ဒီမှာရှင်းနှလုံးပေါင်းအဒီနှလုံးပေါင်းတာလေးလေးဆိုတော့ထားပါအလွယ်မှတ်လို့ရအောင်ဒီမှာရှင်းနှလုံးပေါင်း6 ဒီ၄ရက်၆ရက်ပေါင်းလိုက်လို့ရှိရင်၃ညဒီလိုမျိုးရတယ်လို့ပဲ6ခွန်1 3 3ညเนาะ6ခွန်1 3 3ညဆိုတာလေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှဖြီးပြီးပြအဲ့တော့ဒီနှလုံး2ရယ်ဒီခွန်ရယ်အဲ9ရယ်ခွန်ရယ်ပေါင်းထားတဲ့6ကလေးကိုဟောဒီက6ခါနဲ့3ညနောက်ပိတ်တယ် ဒီလို6เนาะဒုတိယပွဲမှာဒီနှလုံးခွန်နဲ့ဒီနှလုံး30နဲ့ပေါက်ထားတဲ့ခွန်ကလေးကိုတုံညာခါရယ်ဒီကခွန်နောက်ပိတ်ရယ်ခွန်ကျွန်တော်တို့ဒီလိုပြန်ပြီးထိတယ်တတိယမြောက်ပွဲမှာဒီနှလုံး4ရယ်ဒီကခွန်ရယ်ပေါက်ထားတဲ့တစ်ကလေးအဲ့ဒီတစ်ကလေးကိုလေဟောဒီကခွန်ခါရယ်4နောက်ပိတ် တယ်လို့ခီးတယ်။ဟောနောက်တစ်ခါဟောဒီနှလုံးနှစ်နဲ့ဒီရှင်းနှလုံးပေါင်းခြင်းတစ်ပေါင်းထားတော့၃ကလေးအဲ့ဒီ၃ကလေးကိုလေ၃ညခါရယ်၃နောက်ပိတ်သူကဒီလိုမျိုး၃ရိုက်ထားတယ်အခုပွဲမှာကျွန်တော်ကလွှဲအောင်ပေါ့နော်ဒီနှလုံး၄နဲ့ဒီမှာရှင်းနှလုံးပေါင်း၆ဝင်နေဆိုရင်၃ညဖြစ် အဲ့လိုတုံညဖြစ်မယ်ဆိုလို့ရှိရင်ဟောဒီကခွန်ခါနဲ့သုံးနောက်ပိတ်နဲ့မှသူကဒီလိုတုံညလာပြီးကိုက်အဲ့ဒီတော့အခုပွဲမှာနော်နောက်ပိတ်ကသုံးဆိုလို့ရှိရင်ခြေရနှလုံးပေါင်း6ဖြစ်ရခြေနှလုံးပေါင်း6နော်နောက်ပိတ်ထက်ခြေနှလုံးပေါင်းက3ပွင့်ပို့ပြီးကြီးရနော်ဒီနောက်ပိတ်ကလေးကိုနော်နောက်ပိတ်ကလေးကို ခင်ဗျားတို့ဘာပဲနောက်ပိတ်ခဲ့1နောက်ပိတ်နောက်ပိတ်2နောက်ပိတ်နောက်ပိတ်3နောက်ပိတ်နောက်ပိတ်4ပဲနောက်ပိတ်နောက်ပိတ်5ပဲနောက်ပိတ်နောက်ပိတ်เนาะအဲ့ဒါလေးကို3ဖွင့်ပေါင်းလိုက်လို့ရှိရင်ရှင်းနှလုံးပေါင်းခြင်းဖြစ်ရကျွန်တော်ပြောတာသဘောပေါက်တယ်เนาะအခုက3မို့လို့3ပေါင်းလိုက်6ဖြစ်မယ်တကယ်လို့4ဖြစ်တယ်ဆိုလို့ရှိရင်3ပေါင်းလိုက်ရင်ရှင်းနှလုံးပေါင်းကခွန်ဖြစ်သွားမယ်9ဖြစ်တယ်ဆိုလို့ရှိရင်9ကို3ပေါင်းလိုက်ရင်ရှင်းနှလုံးပေါင်း10ဖြစ်သွားမယ်ဆိုတော့9ကတ်စီမှု နော်ဒါကနောက်ပိတ်နဲ့ရှေ့ပေါင်းခြင်းနဲ့အဲ့ဒါလိုမျိုးတွဲပြီးကြာရမယ်ငါးခတ်စီမျိုးဟုတ်ပြီနော်ကဲ